BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို BBC Bamis.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မင်္ဂလာညချမ်းပါခင်ဗျာဒီဇင်ဘာလ6ရက်စနေညချမ်း BBC မြန်မာပိုင်းအစီအစဉ်တွေကိုလန်ဒန်ကတင်ဆက်ပေးနေပါပြီဒီညနားဆရာမဲထဲပါကစ္စတန်နဲ့နေဆက်ပြစ်ခတ်မှုကြောင့်အာဖဂန်ကစစ်သားတယောက်နဲ့ရဲသား၄ယောက်သေဆုံးတဲ့အကြောင်းပြင်ဒီလိုလေဒီလေအပြတ်ထွက်သွားတာတွေခါလေးညာနေရှိရအောင်ဆူဆူဝါးဝါးပဲအိမ်ကြီးမှာကြာတာပေါ့အဲသူတို့ရဲ့ပြင်းအားတွေအချိန်နဲ့အိမ်ကြီးလည်းတော်တော် ပြည့်စုံသွားတယ်တပည့်ရင်မရေကန်ရွာမှာလေးချောင်းပြစ်ခတ်မှုကြောင့် လူနှစ်တာအစဉ်သိဆုံးတဲ့ကြောင်းနဲ့ညာရီဒုကိုတုံးပြီးထိတိယောက်ယောက်ထောက်လှမ်းနိုင်မယ်ဆိုပြီးစစ်ကောင်းဆောင်ပြောတဲ့ကြောင်းနဲ့တင်ဆက်ပေးဖို့ရှိပါတယ်။ဒီညာစီစဉ်ကိုကျွန်တော်ဘူဘူကတင်ဆက်ပေးထားပါတယ်။ပါကစ္စတန်ရဲ့နေဇက်ဂိတ်စခန်းကြီးတစ်ခုမှာပြန်လည်ပြစ်ခတ်ပောက်ကွဲမှုတွေကြောင့် အာဖဂန်ဘက်ကစစ်သားတယောက်နဲ့ရဲသား၄ယောက်သေဆုံးကြောင်းတာလီဘန်အစိုးရကတည်ပြပါတယ်။တောက်ချန်နေကပြစ်ခတ်မှုတွေဖြစ်ပွားတယ်လို့လည်းနှစ်ဖက်လုံးကဆိုပါတယ်။ဒါပေမဲ့လေချာမန်နဲ့စပင်ဘိုးဒက်ကြားကနေဆက်မှဘယ်ဘက်ကစပြီးကြောင်းမဲ့တိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့ပြန်လည်ဆွဆွဲနေကြပါတယ်။ပြီးခဲ့တဲ့လပိုင်းတွေအတွင်းဒီနှစ်နိုင်ငံကြားတိုက်ပွဲတွေပျောက်ကြီးပျောက်ကြားဖြစ်ပွားခဲ့ပါတယ်။ပါကစ္စတန်ဟာ အာဖဂန်နစ္စတန်ရဲ့ကိုလေးချောင်းကနေတက်ခိုက်ခဲ့ချောင်းတာလီဘန်နေဘက်ကဆက်ဆွဲပါတယ်။ချာမန်နေဆက်ကိဟာနေ့စဉ်အရက်သားသောင်းနဲ့ချီသုံးနေတဲ့အရေးကြီးတဲ့ကုသန်းရောင်းဝယ်ရေးလမ်းစုံဖြစ်ပါတယ်။ TNL ကအပြည့်ရဲ့သဘောတူညီချက်နဲ့ပြန်ပေးလိုက်တဲ့မိုးကုံနဲ့မိုးမိတ်ကိုပြန်ဝင်လာတဲ့စစ်ကော်မရှင်တက်တဲ့တိုက်ပွဲတွေဖြစ်နေတယ်ဆိုပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက ပထမဆုံးချိန်ထုတ်ပြန်ခဲ့ပါတယ်။တပတ်အတွင်း တိုက်ပွဲကြီးငယ်ကိုးကြိမ်ထက်မနည်းဖြစ်ခဲ့ပြီးစစ်တပ်ရဲ့အရေးပါတဲ့စခန်းကုန်းတစ်ခုကိုတင်ထားတဲ့ဆိုပြီးထုတ်ပြန်ပါတယ် BBC မြေပြင်အရေးမြေရဲ့ပြောဆိုချက်အရလည်းဒီကနေ့မနက်ပိုင်းမိုးမိတ်နဲ့ဆက်ရှင်မှန်ကွာတဲ့မြစ်ဆုံရွာကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်သလိုဆက်တနက်တွေနဲ့ပါပြိုက်လံပစ်ခတ်လို့ထိခိုက်သေးဆုံးမှုများတယ်လို့ပြောပါတယ်ဒီခင်းနဲ့ပတ်သက်ပြီး NUG ကထဲသွင်းထုတ်ပြန်တာမရှိသလို့ မိုးကုတ်မိုးမိတ်ခြင်းတွေနဲ့ပတ်သက်ပြီးတော့လေမြန်မာစစ်တပ်ဘက်ကတစုံတရာထုတ်ပြန်တာမရှိသေးပါဘူးမိုးကုတ်ကိုမိုးကုတ်ခြေဆိုင် PDF တွေကပူပေါင်းကာကွယ်မယ်လို့ထုတ်ပြန်ပြီးမိုးမိတ်ကိုတော့ KIA နဲ့ပူပေါင်းဖွဲ့တွေကကာကွယ်မယ်လို့စကြေကပြောထားကြပါတယ်စစ်ကောင်စီတက်တဲ့ KNU ကတိုက်ပွဲကြောင့်မနေ့ကထိုင်းဘက်ခြမ်းကိုမော်တာကြီးကြတဲ့အတွက်ဓာမျိုးထပ်ဖြစ်ရင်စီကံတိုင်တုံ့ပြန်မယ်ဆိုပြီ ထိုင်းကာကွယ်ရေးဦးစီးချုပ်ကပြောကြောင်းထိုင်းသတင်းတွေမှာဖော်ပြပါတယ်။လူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီးနေဆက်ကထိုင်းပြည်သူတွေဘေးလွယာတိမ်းရှောင်ဖို့လဲစီစဉ်ထားတယ်လို့သူကဆိုပါတယ်။ဒီလိုကြီးကြရမှုတွေကို ထိုင်းနယ်စပ်လုံခြုံရေးတပ်ကပြန်လည်သတိပေးပစ်ခဲ့ပြီးမြန်မာစစ်တပ်ပါဝင် လူမျိုးစုလက်နက်ကင်ဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ ကနေ့ဘန်ကောက်ကမြန်မာတန်ယုံမှကြိုတင်မဲပေးပွဲစတင်ရမှာတော့ပထမနှစ်နာရီအတွင်း25ရောက်မဲလာပေးကြောင်း AFP သတင်းမှာပါရှိပါတယ်။ဟောင်ကောင်၊စင်ကာပူဇင်းမယ်နဲ့ဘန်ကောက်ကမြန်မာတန်ယုံနဲ့ကောင်စစ်ဝင်ရုံးတွေမှာကြိုတင်မဲတွေစပေးကြတာပါ။ဘန်ကောက်တန်ယုံရှိမှရဲအဆောင်ချက်ထူထူထဲထဲချထားတယ်လို့လည်းဆိုပါတယ်။ ကာဇာစစ်ပွဲနဲ့ပတ်သက်ပြီးညှိနှိုင်းမှုတွေဟာရေးကြီးတဲ့အချိန်ကိုရောက်နေပြီဆိုပြီးကာတာဘက်ကပြောကြပါတယ်ကာဇာပြည်ရဆက်ပြီးတဲ့နောက်ပါလက်စတိုင်း350ကျော်တပ်ဖြတ်ခံခဲ့ရပါတယ်အခုတော့အမေရိကန်တူရကီအီဂျစ်တို့နဲ့တူနောက်တစ်ဆင့်ဆက်သွားဖို့လှုပ်ဆောင်နေကြောင်းကာတာကပြောကြပါတယ်ကာဇာမှာတည်ငြိမ်ရေးအင်အားစုချထားဖို့နဲ့ဒီအဖွဲ့ရဲ့လုတ်ပိုင်ခွင့်နဲ့စီးမြင်နေကြောင်းဆက်လက်ဆွေးနွေးနေတယ်လို့ တူရကီနိုင်ငံရဲ့ဝန်ကြီးကပြောကြားခဲ့ပါတယ်။တရီလင်္ကာမှာတော့အရင်ပတ်ကဆိုက်ကလုန်းမုန်တိုင်းထံကြောင့်အိမ်ပြိုသွားတဲ့ပြည်သူတွေအတွက်ငွေကြေးကူညီမယ်ဆိုပြီးသမ္မတကကြေညာခဲ့ပါတယ်။ရေကြီးမြေပြိုမှုတွေကြောင့်အိုးအိမ်ပျက်စီးခဲ့တဲ့ထောင်နဲ့ခြေသူတွေကိုဒီမကြီးနိုင်တဲ့နေရာတွေမှာ မြေဝယ်ပြီးအိမ်ဆောက်ဖို့ဒေါ်လာ3000ကျော်ပေးမှဖြစ်ပါတယ်။နောက်မိသားစုဝင်တွေသိဆုံးပြီ ရာသပံမတန်ဆွမ်းမှုနဲ့ကြုံရသူတွေကိုတော့ဒေါ်လာ3000လောက်ပေးမှာဖြစ်ပါတယ်။ဆိုက်ကလုန်းအပြည့်စီရီကနေနလန်ထူနိုင်ဖို့အတွက်လည်းနိုင်ငံကငွေကြေးရန်ပုံငွေဖွဲ့စည်းကနေထတ်တိုးရန်ပုံငွေတွေချပေးဖို့သီရိလင်္ကာကတောင်းဆိုထားပါတယ်။ဗင်နီဇွဲလာတိုက်ခိုက်ခံဆောင်မာရီယာကိုရီနာမချာဒိုအော့စလိုကိုငြိမ်းချမ်းရေးနိုဘယ်ဆုကိုတိုင်လက်ခံယူဖို့နော်ဘတ်ထဲမှာလာမဖြစ်ကြောင်းနိုဘယ်ဆုကော်မတီကတည်ပြပါတယ်။ ဗင်နီဇွဲလားဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်လို့ဆုရခဲ့တဲ့မစ်မချာဒူတယောက်လောလောဆယ်ပုံရှောင်နေရပါတယ်။သူဗင်နီဇွဲလားကထွက်ရင်ဝရမ်းပြေးဖြစ်စဉ်းစားမယ်ဆိုပြီးဗင်နီဇွဲလားဆိုရရှိနေချုပ်ကပြောပါတယ်။သူကိုစစ်ဆေးစရာရာဇဝတ်မှုကင်းအများပြရှိတယ်လို့လည်းဆိုပါတယ်။နီကလပ်စ်မကျူရိုမနစ်ကသမရယူကောက်ပွဲမှာမဲခိုးတယ်ဆိုပြီးမစ်မချာဒိုကဆွဆွဲခဲ့တယ်လို့ဒီဆွဆွဲမှုကိုလေနိုင်ငံတကာကထောက်ခံခဲ့ကြပါတယ် တော်တော်ရှင်များခင်ဗျာစကိုင်းတိုင်းတပင်းမြုံနယ်ကမရကန်ရွာမှာလေကြောင်းပစ်ခတ်မှုကြောင့်ခလင်းငယ်ပါဝင် လူနှစ်ဒါဇင်လောက်သေဆုံးကြောင်းဒေသခံတွေကပြောပါတယ်စစ်တပ်ဘက်ကစစ်ကြောင်းထိုးတိုက်ပွဲဖြစ်တာတွေမရှိဘဲလူနေအိမ်တွေပေါ်ဘုံချခဲ့လို့ပြင်းထန်တဲ့ရသူတွေကြံရှိနေပြီးစေကုဖို့လည်းခက်ခဲရှိတယ်လို့ဆိုပါတယ်အဲ့ဒီကအချိန်ကြီးကြောင်းမနှင်းမို့ကပြောပြပေးပါမယ် ီဇင်ဘာ9ရက်ည7:00နာရီအကျော်မှာဒပြင်းရှေချမ်းကအင်ဂျီပေါင်း1000ကျော်ရှိတဲ့အမေရိကန်ကျေးရွာကြီးမှာစစ်တပ်ကလေကြောင်းကနေဘုံကျဲချလို့လူနေအိမ်များစွာပျက်စီးခဲ့တယ်လို့လူပေါင်း18ယောက်ကပွဲချင်းပြီးတိုက်ဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ထိခိုက်ဒဏ်ရာပြင်းထန်တာကြောင့်နောက်ဆက်တွဲတေဆုံးသူရှိခဲ့ပြီးဒီကနေ့ညနေပိုင်းအထိတေဆုံးသူပေါင်းအယောက်20အထိရှိလာပြီလို့ဒပင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။တိုက်ပွဲဖြစ်ပွားတာမရှိဘဲမရကန်ရွာမှာအခုလိုအဆုလိုက်အပြုံလိုက်တေဆုံးတာဟာပထမဆုံးဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်။လေကြောင်းပစ်ခတ်ခံရလို့ထိခိုက်တေဆုံးခဲ့တဲ့မရကန်ကျေးရွာအခြေအနေအကြောင်းကိုမြေပြင်မှာတွေ့မြင်ခဲ့သူတို့ပြောတာကအရင်းအကြီးကြီးတော့တခုပဲတွေ့ခဲ့တာ။ဒီကနေ့ကြတဲ့လေ ပြတ်ထွက်သွားတာတွေပါလေညာနေရှိတာဆိုဆိုဝါးဝါးပဲအိမ်မီမှာကြာတာပေါ့အဲကြောသူတို့ရဲ့ပြင်းအားတွေအချိန်နဲ့အိမ်မီလည်းတော်တော်ပြည့်စုံသွားတယ်နောက်ထိုင်တိုင်းတော့ဘောလုံးမွက်ကြီးခါကြညာကြီးဆိုလူစုံတာပေါ့လေနားကလေးလေးကလည်းသူ့ဖေနဲ့အဲ့လိုလက်ထိုင်တိုင်းလိုက်လိုက်ရင်းနဲ့အဲ့လိုဖြစ်တာမြို့မော့ဘူးလေသွားတဲ့ဆိုတော့ဒီလိုပဲမတော်လာနေကြတာလေရှိရှိကြသေးရပေါ့ကပြင်းမြို့နယ်တဲကိုဒီဇင်ဘာ9ရက်နေ့နေ့လယ်ခင်းတော့ကလည်းမြို့အနောက်ချမ်း၃နေရာကို jet fighter နဲ့ရော gyrocopter နဲ့ပါစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့ပေမဲ့ T-72 ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘူးလို့ဒေတာခန်တွေကပြောကြပါဗျ။ညာဘက်မှာအမေရိကန်ရွာကိုကျဲချတဲ့ပေါင်900ဘုံနှလုံးကအခုလိုစုလိုက်အပြုံလိုက်လူသေးဆုံးမှုတွေကိုဖြစ်ပေါ်စေခဲ့ပါဗျ။အဲ့ဒီအခြေအနေနဲ့ပတ်သက်လို့ဒေတာကကွယ်ရေးဖွဲ့နဲ့နှိဆက်သူတို့ပြောတာကဒီဘက်မှာအခုချိန်မှာအဲ့ဒီဘက်တွေကဆက်ကောက်ဆက်လုံချောင်းမှုလုံးဝမရှိဘူး။အဘွဲဖြစ်ပေါ်ခြင်းမရှိဘူး။စီတောင်းဖို့ခြင်းမရှိဘဲနဲ့ကွာ။ဒါတမဲ့လာပြီးတော့ချသွားတယ်ပေါ့နော်။ဒီကကသူကဒီလိုရိုက်ရှိပြစ်တာကတော့သိရုံပဲ။ နီးနားလာရှိတဲ့ကျမကြီးစောင့်ရှောက်မှုလိုအပ်တဲ့လူတွေအကုန်လုံးကိုပို့ပြီးစစ်ကော်မရှင်ဘက်ကတပြင်းလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူးစစ်အာဏာသိမ်းပြီးနောက်ပိုင်းစကိုင်းတိုင်းဟာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအခံရဆုံးဒေသတစ်ခုဖြစ်ပြီးကမ်ဘလူမြို့နယ်ပစီကြီးရွာဖြစ်စဉ်မှာလူအယောက်190ကျော်ထိတိတ်ဆုံးခဲ့တာကအများဆုံးဖြစ်ရတစ်ခုဖြစ်ပါတယ်တပြင်းမြို့နယ်ထဲမှာတော့လက်ရက်ကုံအိုတိန်တွင်စတဲ့ရွာတွေကိုစစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေကလူပေါင်း ်င်းကျင်အစုလိုက်အပြုံလိုက်တည်ဆုံးခဲ့တဲ့အထိဖြစ်ခဲ့ပါရဲ့ရှင်တော်တော်ရှင်များခင်ဗျာစစ်တပ်လုပ်တဲ့ယူကောက်ပွဲကိုဆန့်ကျင်ဖို့တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့စကိုင်းတိုင်းဒေသတချို့ကလမ်းမကြီးတွေမှာဆိုင်းပုတ်တွေထောင်ပြီးလှုံ့ဆော်လာပါတယ်ဒီလှုပ်ရှားမှုကိုစကိုင်းပြင်တခြားတော်လှန်ရေးအင်အားစုတွေထိန်းချုပ်တဲ့နေရာတွေမှာပါလှုပ်သွားဖို့ရှိတယ်လို့ဆိုပါတယ်ဒီကြောင်းကိုမိုးမြင့်ကပြောပြပေးပါမယ် ။စကိုင်းနဲ့မန္တလေးတိုင်းအတွင်းကတော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုစန့်ကျင်ဖို့မပူးပေါင်းမပါဝင်ကြဖို့အတိပေးနှိုးဆော်တဲ့အနေနဲ့လမ်းမကြီးတွေဘေးမှာရွေးကောက်ပွဲစန့်ကျင်ရေးမဲမပေးရေးဘီလ်ဘုတ်ကြော်ညာဆိုင်ပုတ်ထောင်အတိပေးမှုတွေလှုပ်ဆောင်နေပါတယ်။စလင်းကြီးမြို့နယ်ထဲမှာလည်းဒီဇင်ဘာ၄ရက်ကလမ်းမကြီးတွေဘေးမှာတင်မဲပြင်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာတမ်းပါဘီလ်ဘုတ်တွေစိုက်ထူခဲ့တယ်လို့ ဆလင်းကြီးမြို့နယ်တပိတ်အင်အားစုကပြောပါတယ်ဒီလိုလှုပ်ဆောင်တာဟာစစ်တပ်ကနိုင်ငံရေးထွက်ပေါက်ဖြစ်ရွေးကောက်ပွဲကိုဖန်တီးပြီးအယက်သားအစိုးရအသွင်ပြောင်းကအာဏာရှင်စက်ကျင်ရေးစနစ်တခုအမြင့်တွယ်စေဖို့လှုပ်ဆောင်နေတာမို့ဒါကိုစန့်ကျင်လှုပ်ရှားတာဖြစ်တယ်လို့သူတို့ကပြောပါတယ်ဒီလှုပ်ရှားမှုကိုဆလင်းကြီးအပြင်ရင်းမပင်ခရိုင်တွေကမြို့နယ်တွေမှာလည်းလှုပ်ဆောင်နေတယ်လို့ရင်းမပင်ဆလင်းကြီးကြီးရွာပေါင်းစုံတပိတ်ကော်မတီဝင်ကိုလွမ်းသူကပြောပါတယ်ဒီပြင်းလှုပ်ရှားမှုတခုလည်းဖြစ်တယ်ပေါ့ဗျာအဲ့အတွက်ဒီတရင်းစကားတွေဟာကျကျလောင်လောင်လှုပ်လာနိုင်တယ်ဒေတာနဲ့မှလှုပ်လာနိုင်တယ်ပို့ပြီးတော့ထိရောက်ပြီးတော့မှဒီရွေးကောက်ပွဲဟာ ဒီလိုလိုကပို့ပြီးတော့အချက်တွေ့နေမှာအခက်တွေ့နေမှာစစ်အာဏာရှင်စနစ်ကိုတတ်ဆိုးရှည်နေမှာအရာသာဖြစ်တယ်ဆိုတော့ရှင်းရှင်းလင်းလင်းမြင်သွားမှာဖြစ်တယ်။တစ်ဖက်မှာလည်းစစ်တပ်ကသူတို့ထိန်းချုပ်ထားတဲ့မြို့တွေမှာရွေးကောက်ပွဲကိုစတင်ကြောင်းပြောဆိုတာလူမှုကွန်ရက်မှာရေးသားဖော်ပြတာတွေနဲ့မဲဆွယ်ဆိုင်ဘုတ်တွေကိုထိခိုက်ပျက်စီးအောင်လှုပ်ဆောင်သူတွေကိုဖမ်းဆီးပြီးနှစ်ရှည်ထောင်ဒဏ်တွေချမှတ်နေပါတယ်။ဒါပေမဲ့တော်လိုင်းအင်အားစုတွေထိန်းချုပ်ရာဒေသတွေမှာတော့ရွေးကောက်ပွဲစတင်ရေးလှုပ်ရှားမှုတွေနဲ့ဒီလှုပ်ရှားမှုအပေါ်လူမှုရဲ့ပူးပေါင်းပါဝင်မှုကအားကောင်းလာတာတွေ့ရပါတယ်။ ရွှေဘိုခရိုင်အတွင်းကတော်လိုင်းအင်အားစုတွေအားကောင်းတဲ့ခင်ဦးမြို့နယ်အတွင်းမှာလည်းရွေးကောက်ပွဲဆန့်ကျင်ရေးလူတို့ကိုအတိပေးလှူရှာမှုတွေဆက်လုပ်သွားဖို့ရှိတယ်လို့ခင်ဦးအခြေဆိုင်တော်လိုင်းအင်အားစုဝင်တူကအခုလိုပြောပါတယ်။မြို့ပေါ်ဆိုတော့ဘယ်မှမလှူချရဘူး။လုံးလုံးနဲ့ဒီမှာလှူချလို့ရတယ်။ခင်ဦးမြို့ရောလုံးဖို့ကသူတို့အစီအစဉ်ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ခင်ဦးမြို့ဟာ90လိုင်းတော့ကျွန်တော်တို့အင်အားစုအထင်ကြီးနေနေဆိုတော့ဌာနပြမှုတွေလုံးလို့ရှိတယ်။ရပါတယ်။ကျွန်တော်တို့ကလည်းလုံးဖို့ကအစီအစဉ်တော့ရှိ ီလိုဆန့်ကျင်ကန့်ကွက်မှုတွေအပြင်နိုဝင်ဘာ28ရက်တုန်းကရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကမကွေးတိုင်းပခုတ်ကူမြို့နယ်ကနေဝင်ရောက်ရှင်ပြိုင်မဲ့လွှတ်တော်ကိုယ်စားလောင်းတူကိုတော်လိုင်းအင်အားစုတွေကဖမ်းဆီးထားတယ်လို့စစ်တပ်ကထုတ်ပြန်ပါတယ်။မနေ့ကလည်းပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကစစ်တပ်ရဲ့ရွေးကောက်ပွဲဝင်သူတွေကိုထောင်နှံ3နှစ်ကနေ9နှစ်အထိဖြစ်စေငွေကျပ်3900အောင်မနေနဲ့ငွေဒဏ်ဒါမှမဟုတ်ဒန်နီယယ်စလုံးပြစ်ဒဏ်ချနိုင်တဲ့အခန်း6ခန်းပါစစ်အာဏာရှင်စနစ်ခြုံငင်းရေးနဲ့ဒီမိုကရေစီအခြေခံအခွင့်အရေးများကာကွယ်စောင့်ကြော်ရေးဥပဒေကိုလည်းထုတ် ်ပြန်လာတာတွေ့ရပါတယ်။သောတာရှင်များခင်ဗျာစစ်ပွဲတွေမှာဉာဏ်ရည်ဓုနိပညာ AI စနစ်တွေကိုသုံးပြီးရန်သူကိုထိထိရောက်ရောက်ထောက်လှမ်းနိုင်မဲ့အကြောင်းမေမျိုးတက်မတော်နိပညာတက်ကတော့တင်နန်းစင်ပွဲမှာစစ်ကောင်းဆောင်ကပြောချလိုက်ပါတယ်စစ်ကွန်ရှင်တက်မှာ AI ကိုဘယ်နေရာတွေမှာသုံးနေပြီလဲကိုမောင်ကပြောပြပေးပါမယ်ဉာဏ်ရည်ဓုနိပညာ AI သုံးပြီးအချိန်နဲ့တပြေးညီသတင်းချက်လက်တွေကိုစုဆောင်းနိုင်တယ်လို့စိုက်ဘာတိုက်ခိုက်မှုတွေကိုလည်းမြန်မြန်ဆန်ဆန်ဖော်ထုတ်နိုင်တယ်လို့စစ်ကောင်းဆောင်ကပြောဆိုခဲ့တာပါ ပြီးခဲ့တဲ့နှစ်စစ်တပ်နည်းပညာတက္ကသိုလ်အမှတ်စဉ်26သင်တန်းစင်ပွဲမှာလည်း AI နည်းပညာစမ်းသပ်တည်ထွင်ဖို့စစ်ကောင်းဆောင်ကပြောကြားခဲ့ပါတယ်အခုလိုစစ်တပ်အကြီးအကဲရဲ့ထုတ်ဖော်ပြောကြားချက်တွေကစစ်တပ်တစ်ခုလုံးအတွက်ဦးစားပေးလုပ်ငန်းစဉ်လမ်းညွှန်ချက်မူဝါဒလို့စစ်တပ်စီဒီအန်ရာရှိတွေကပြောပါတယ် စစ်ကောင်းဆောင်ရဲ့တင်တန်းစင်ပွဲမိန်ကုန်းရစစ်တပ်မှ AI နည်းပညာကိုစတင်အသုံးပြုနေပြီလို့တင်တင်ကမဟာဗျူဟာလေးလာရေးဖွဲ့ဒါရိုက်တာဦးသိန်းထွန်းကသုံးသပ်ပါတယ်တော်လန်ရေးမှာပါဝင်သူတွေကိုဖမ်းဆီးနိုင်မှုစစ်တပ်လက်ရှိအသုံးပြုနေတဲ့နိုင်ငံသားတယောက်ချင်းစီတိုင်းကိုစောင့်ကြည့်နိုင်တဲ့ PSMS နဲ့မှာလည်း AI နည်းပညာပါဝင်ပါတယ်တစ်တုံညာနှစ်ခွန်စစ်စီရင်နောက်ပိုင်းမှာစစ်တပ်ကသတင်းချက်လက်ရယူနိုင်မှုနဲ့စစ်ရေးစွမ်းရည်ကိုပေါင်းဆက်နိုင်မှုက2020အစောပိုင်းကာလတွေတည်းပိုပြီးတာလွန်လာတယ်လို့မြမစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးဖွဲ့စစ်ဘက်သုတေသနတာဝန်ခံကိုနောင် 有个表白的，现在表牌拿来不管的，哎 <noise>，你看嘛，看上了嘞年，你查去了三千几啊，没你厉害啊！你现在表牌不楼上拿来呢，这是你偷内幕，这边你的人偷内幕是你的嘛？罗的，还有主板内部、宝石内部，呃，现在呢变成楼上让人介入了。 ကျွန်တော်တို့တစ်ချက်မြင်ပါတယ်စစ်ပွဲတွေမှာ drone အသုံးပြုမှုများလာလို့တံပြန် drone နည်းပြူဟာတွေကာကွယ်ဖို့နည်းလမ်းတွေကိုထိထိရောက်ရောက်အသုံးပြုနိုင်ဖို့နည်းပညာမျက်ခြေမပြတ်ကြဖို့စစ်ကောင်းဆောင်ကဗိုလ်လောင်းတွေကိုနည်းပညာတက္ကသိုလ်ဆင်းပွဲမှာပြောခဲ့ပါသေးတယ်လက်ရှိစစ်တပ်ရဲ့ဘလို့အစိပ်ပိုင်းတွေမှာ AI နည်းပညာပါဝင်နေပြီလေနိုင်ငံတကာလုံခြုံရေးဆိုင်ရာကျွမ်းကျင်သူတို့ဖြည့်ကြားထားတာကိုအသံနဲ့ဖတ်ပြထားပါတယ် AI ရဲ့သဘောကကိုယ့်ဘာသာ train လုပ်ထားတဲ့ AI ရှိတယ်သူများ train ထားပြီးသားကိုယူသုံးတဲ့ AI ရှိတယ်မြန်မာစစ်တပ်မှာသုံးနိုင်တဲ့ AI က ူများ train လုပ်ထားပြီးသား AI ကိုယူသုံးနိုင်တဲ့အနေအထားလောက်ပဲရှိအောင်မယ်။ကိုယ့်ဘာသာ train လုပ်ထားတဲ့ AI ဆိုရင်တော့ hardware ပိုင်းရော software ပိုင်းရောအများကြီးပြင်ဆင်ဖို့လိုအောင်မယ်။ drone တွေမှာဆိုရင် AI နည်းပညာတွေအများကြီးပါလာတယ်။အထူးသဖြင့်အခုသုံးနေတဲ့ညကြီးလိုဟာမျိုးတွေအပူပုံရိပ်ဖော်ပြီးကြည့်တဲ့ဟာမျိုးတွေမှာ AI နည်းပညာတွေပါတယ်။သုံးတဲ့ကင်မရာတွေပြင်မှတ်ကိုရှာတဲ့အပိုင်းတွေ AI နည်းပညာတွေအများကြီးပါပြီးသား။ မျိုးသားညာရေးတို့နည်းပညာ AI ဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီကိုမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကဩဂတ်လမှာဖွဲ့စည်းထားပါတယ်။မြန်မာနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိနေတဲ့တရုတ်၊စစ်ဘက်ဆိုင်ရာကိစ္စတွေမှာပူးပေါင်းဆောင်ရွက်မှုရှိနေတဲ့အိန္ဒိယတို့က AI နဲ့ပတ်သက်တဲ့နည်းပညာကိုပံ့ပိုးပေးနိုင်တဲ့စစ်တပ်ရဲ့မိဖက်နိုင်ငံတွေဖြစ်တယ်လို့ CDN ရရှိတွေက BBC ကိုပြောပါတယ်ခင်ဗျာ။ စနေညချမ်း PPC မြန်မာပိုင်းအစီအစဉ်လေးတည်တင်ပြီးဆုံးပါပြီ PPC ကိုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ် PPC သောတာရှင်များနဲ့တကွမြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှဖျား AMP ဘေးပရာတွေကင်းဝေးကြပါစေလို့ PPC ဝိုင်းတော်သူဝိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေဒေါင်းလုဒ်လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။